တ်သွနေဝင်းရဲ့အနီရင်ဆိုတဲ့ဝတ္ထုကိုစက်သိန်းနေနဲ့ဖပြပေးမှဖြစ်ပါတယ်ရှင်ပြီးခင်မြန်မာနိုင်ငံရင်စကုံပေါ်တွင်ကချစ်ပြက်များသည့်ပြားစကောင်းတစ်ခုကဲ့သို့လင်းမြန်စွာတစ်ခုပြီးတစ်ခုဖြစ်ပြသွားပါတော့သည် 1946ခုဘာသာပါလာရွှေဒဂုံကြီးလာခန်းကြီးပြည်လုံးကျွတ်အထွေထွေတပိတ်ကြီးနေစာပေါ်ထွန်းဆိုရပြုတ်ကြပြီပိုချောင်းအောင်ဇန်တို့ဘာသာပါလာဆိုရတက်ဖွဲ့ခြင်းနောက်ဘာသာပါလာနေကွန်မြူနစ်ကွင်နောက်1949ခုဇူလိုင်လလောက်ကျမ်းမှုကြီးနေပိုချောင်းတို့ကြဆုံပြီးနောက်မြန်မာပြည်နိုင်ငံရေးစင်မြင်ပေါ်သို့လူတကာတက်ပြီးထင်ရဆိုင်1948ခုနှစ်ဦးတွင်လွတ်လပ်သော ပြည်သာစုသမ္မတနိုင်ငံတော်ကြီးဟူ၏ ရန်ကုန်မြို့ရှိနိုင်ငံရေးပရဟေဟူရဖြူဟူရညို့တို့ကခင်မွန်တက်လိုက်ကြပါတော့သည်လွတ်လပ်သောပြည်တော်စုခေတ်တွင်အရေးကြီးဆုံးခေတ်စားဆုံးလူတွေစိတ်ဝင်စားဆုံးကတော့အခြားမဟုတ်အင်ပို့လိုက်စင်ခေါ်အတွင်းကုန်လိုက်စင်ပင်မဟုတ်ပါလောအင်ပို့လိုက်စင်သည်လူတိုင်းရေးပစက်ဖြားတွင်ရဝဲကလူတိုင်းလိုနေရောညပါအုံနာရှုပ်စေသည်ဆိုကမှားမည်မဟုတ်ပါလူများကိုနေချင်းကြခြင်းကြီးပွားချမ်းသာသောအီယာမအုံတဲ့တရေကြီးများဖြစ်သူရောက်စေနိုင်တဲ့ကဲသူ သက်ဆိုင်ရာဆက်ကောင်ဆက်ကလုတ်ကိုမနေတတ်သူများဖို့အမျိုးမျိုးစိတ်ဒုက္ခပေးနိုင်သောအဆန်းတွေအင်ပိုလိုက်စင်မှရှိပါသည်ဒီလိုထူးခြားသောတကူ80ပတ်တွေပြည့်စုံပြီးမဆရာကောင်းလာသောအင်ပိုလိုက်စင်ကိုကျွန်တော်တို့ရဲ့အနီးခင်ဒီလဲလိုချင်တောင်းတမြေမှာယုံမှားဖွယ်မရှိပါရန်ကုန်မြို့ကုန်တယ်လောကတွင် ကာလာတော်ကြောင့်ချက်စားခဲ့ပြီးသဖြင့်ချက်စုံတစ်ခွက်ကမိတာပိတာအနီးခင်ဒီ1948ခုမိုးဦးကြချိန်လာတွင်ဒါလဟိုစီလန်းတနေရနိုင် ခင်းမြတ်တာကုမ္ပဏီဟူသောဆိုင်ပုဂ္ဂိုလ်ချိတ်ကဝင်ကုန်ထွက်ကုန်နှင့်အထွေထွေကုန်သည်ကြီးတို့လုပ်ပြီးသားဖြစ်နေပါတော့သည်ကုသံရောင်းဝယ်ရေးသမားများအဖို့အကောင်းဆုံးချက်ပိုင်းနေရာဖြစ်သောစူးလေဖျားနှင့်တင်ကြီးစေးစားဒါလိုစီလမ်းမကြီးပေါ်တွင်ဆိုင်ခန်းတနီယာရဖို့ရမှာမလွယ်ကူလာကြောင်းကုန်သည်ဝိုင်းမှလူများကောင်းစွာတည်ပါလိမ့်မည်ရပြန်လင်းလင်းအစတန်များလာသောအပြောင်းဝင်ဆလမီပေးရလေးရှိသည် ၎င်းထလဟုစီလံအကောင်ဆုံးနေရာတွင်အန်ဒီခင်၏ခင်မြတာကုမ္ပဏီမှခန့်ညာတည့်ရက်စွာတည်နေပါသည်။ငွေပင်ငွေရင်းဟူ၍ပါမှမပြောပလောက်မရှိသေးသောအန်ဒီခင်အပေါ်ယခုလောကုမ္ပဏီကုမ္ပဏီတစ်ခုဟန်ကြားပန်ကြားတည်ထောင်နိုင်ခြင်းမှာဘေးအားထောက်ပံ့ကူညီပေးမည်သူမရှိဘဲဖြစ်နိုင်မည်မဟုတ်ပါ။ခင်မြတာကုမ္ပဏီကိုဖန်တီးအသက်သွင်းရနိုင်ဆက်စပ်တမန်ကူညီသူကမြည်သူများနေ။ပွဲစားခြင်းဥတင်များလားမဟုတ်ပါ။ ဥတည်မှာလမ်းတော်ပွဲစားဝိုင်းတွင်သာနှံဆက်ပြီးပြည်တွင်းကုန်စည်များရောင်းဝယ်ရနိုင်မှတပါထွက်ကုန်ဝင်ကုန်ဟွာအင်ပိုလိုက်စင်လောကတွင်မစွန်ပါအနီခင်ကိုတကယ်ပဲထိရောက်စွာကူညီသူများကတော့ခေပညာတက်ကုန်တယ်လူလဲဦးမြသိန်းနီသူဤမိတ်ဆွေကုန်စည်တတ်မှမစ္စတာယူနိုတော့ဖြစ်ပါသည်ဦးမြသိန်းမှာဆင်မပြေမီဒုဗမာစီယုံခေကသခင်မြသိန်းရဲ့ပြင်နိုင်ငံရေးနယ်၌ဟိုဆက်ဆက်ဒီဆက်ဆက်လက်တဲ့ဆန်ခဲ့မှုတော့ကြောင့် ယခုလွတ်လပ်ရေးခေတ်တွင်လည်းသခင်ဟာဆိုရှယ်လီကြီးကြီးမာစတာဂျွန်နီပလဲပနန်တင်လျက်ရှိသောကြောင့်အတော်ပင်ဆွနေသည်ဟုဆိုရပါမည်။သူ၏မြတိုင်းကော်မရှယ်ကုမ္ပဏီမှလည်းအင်ပိုလိုက်စင်းနှင့်ရောင်းစားရေးမကုန်နိုင်အောင်မည်။တစ်ခုပြီးတစ်ခုကြာနေပါသည်။ရောင်းစားလို့မကုန်ဟုဆိုရနိုင်။တခါတရံကြလာသောလိုက်စင်းများမှာကုန်ချေနေမကောင်းသဖြင့်လိုက်စင်းအဆုံးခံရတတ်ပါသည်။ဥပမာအုံစီစေးစမ်တန်ကြာနေချိန်တွင်အုံစီလိုက်စင်းကြာလိုက်လျှင် ိုင်စင်ဝဲမြင့်တရုတ်ကလာကလည်းဈေးမပင်းခုဟာကိုမှပြန်နေလဲရောင်းစည်းကြလုံးသဖြင့်ချင်းငါပြီးလောက်ရတော့ငွေရင်းရတို့ပါရှုံးမိကိမျိုးလဲစိုက်တတ်ပါသေးသည်ဒီများလောက်အင်ဖို့လိုင်စင်လောကတွင် ဆုံလာတော့ကုန်တဲကြီးဦးများတိန်နေခင်မြင်ရသည်မှာ ကုသိုလ်ကံထူးလို့ပဲဟိုဝန်နေခင်စိတ်ဝဲထင်မှန်လျက်ရှိပါသည်ဦးများတိန်ရေကျေးဇူးကြောင့်သူများထက်ပိုပြီးဟန်နေသည်မဟုတ်ပါလောဦးမြတဲ့ရင်ပေါင်းတဲ့ဩဇာကြောင့်အနီခင်ကိုယ်တိုင်ပဲမြမကုံသေးကြီးတင်း အမှုဆောင်ကော်မတီလူကြီးတို့ဖြစ်လာခဲ့တယ်မဟုတ်ပါလားခင်းမြတ်တာကော်မတီတို့ထဲပိုင်ရှင်မှာအနေခင်းဖြစ်တော့လေကော်မတီမြေကိုမှတ်ပုံတင်ခြင်းကားအစားအင်ပိုလိုက်စင်ရှောက်လာရေးပြီးအတွင်းဝင်ရောတော့ရောက်ပို့ပေးတဲ့အထိအစဆုံးစီရင်နာဝန်ထမ်းဆောင်ရွက်ပေးသူကဦးမြသိမ့်ပင်ဖြစ်ပါသည်ခင်မြတ်တာကုမ္ပဏီအတွက်အမြတ်တော်ခွန်စင်ရင်ပြင်ဆင်ခြင်း၊ရောင်းခွန်ဝယ်ခွန်ဌာနအကောက်ဌာနတို့နှင့်ဆက်သွယ်ခြင်းများကိုကျွမ်းကျင်နားလည်သောစီးရီးတယောက်ကိုလည်းဦးမြသိန်းကပင်ပေးထားပါသည် တီတီအောင်စိတ်ကောင်းသဘောကောင်းနဲ့ကိုညီဖော်ရတော့ဦးမြသိန်းကိုအနီခင်ကကျေးဇူးတင်ပေးမနေနိုင်ပါအနီခင်ကဦးမြသိန်းကိုအကိုကြီးကိုကြီးဟုခေါ်လဲဦးမြသိန်းကလည်းအနီခင်ကိုခင်ဟုခေါ်တည်းအထိခင်မြင်ရင်းနှီးလည်လာပါတော့သည်အနီခင်ကိုယ်တိုင်ကလူတိုင်းနဲ့စကားပြောရတွင်ခင်ကလေဘယ်ကဲတော့ပဲချမ်းသာစသဖြင့်ပြောလို့ရှိတော့ကြတတူရတူရင်းနှီးသူများကခင်ဟုသူများခေါ်လို့ရှိပါသည် အနီခင်ကထိုကဲ့သို့ import license ဆက်ဝိုင်းကြီးတဲ့တွင်မျက်စိနောက်လာချာချာလေးလေးရှိစဉ်ရွှေကုန်တိုင်းလန်းသူတို့အိမ်တွင်ပလက်ကလတ်ထိုင်းတလုံးနှင့်ထိုင်နေရရှာသော TV သမားဦးရေမောင်ကမိမိယောဂါကမတတရသည့်အပေါ်တွင်ဇနီးတဲ့ဤနောက်ဆုံးပေါ်စတန်ဖြစ်သော import license လုပ်ငန်းကိုသူစိတ်ထဲမှမကျေမနပ်ဖြစ်နေမိလေတနေ့တွင်အနီခင်နှင့်ဦးရေမောင်တို့ import license ပြဿနာကိုအခြေတင်ဆွေးနွေးကြပါသည် မဟုတ်ပါဘူးမောင် ီလုံဒီ license လုပ်ငန်းကိုကောင်းကောင်းနားမလဲသေးလို့ပါခင်ပြောပြပါအောင်မယ်ရင်တော့ဆိုရင်ဒီဝင်ကုန်လုပ်ငန်းကိုမြန်မာထဲကလုပ်နိုင်တဲ့သူမရှိသလောက်ပဲဟောအခုတော့နိုင်ငံတော်ဆိုရရဲ့စီမံချက်ကြောင့်လူမျိုးစားတဲ့မြန်မာတွေကိုပို့ပြီး license ချပေးတယ် license ရတဲ့အခါပထမတော့လူမျိုးကွဲရဲ့ငွေပင်ကိုရဲ့ကုညင်ကိုယူရတာပေါ့နောက်တပြေးပြေးငွေရအကောင်းရင်ကောင်းလာသလိုခုံးပစ္စည်းတွေကိုယ်တိုင်မှာပြီးရောင်းနိုင်တာပေါ့မောင်ရဲ့ဟွန်း ခင်တို့ဟာအခုလောလောဆယ်တော့လူမျိုးချရဲ့ငွေနဲ့ညီမကော်မတီက license နဲ့မှားမယ်ဆိုတော့ license ကိုရောင်းစားတယ်လို့ကြားနေတာပေါ့အင်းလေရောင်းတော့ရောင်းတာပေါ့မှာဒါပေမဲ့အစိုးရက license ရောင်းတာကိုခွင့်မပြုတဲ့အတွက်ပြန်ရောင်းတယ်လို့ပဲဟုတ်မလဲတုံးနဲ့တုံးနားလည်မှုနဲ့ရောင်းရတယ်ဆိုပါတော့ဟာဒီလိုဖြစ်ဘဲကောင်းပါမလဲကွယ်ညီမကော်မတီရဲ့ license ကိုကလာတယုတ်ကဝဲနောက်ကုန်းတဲ့ခါကျတော့ကုန်းပစ္စည်းဖို့ရ license ဝဲတဲ့ဖုန်းဝင်ရသူတို့သဘောကျတဲ့အမျက်စုံရတင်ရောက်တဲ့ခါကျတော့ ကုန်ပစ္စည်းဝယ်သူမြန်မာစင်းရဲသားတွေပဲနားတော့မပေါခင်ရယ်နားတော့ဖယ်တတ်နိုင်မလဲကို့မှာပါငွေရင်းမရှိတာဘယ်နဲ့လုံးမှားနိုင်မလဲနောက်ပြီးလိုင်စင်ရောင်းနေဆိုတာလဲခင်တို့လိုကုမ္ပဏီပေါက်စားလေးတွေမစိုးထားနဲ့အေယာမကုန်တယ်ပကေးကြီးတွေရောဝင်ကြီးကြော်တွေထောင်တဲ့ကုမ္ပဏီတွေမှာတော့လိုင်စင်ရောင်းစားနေကြတော့ဘာထုမှာလဲဆရာဝေးမောင်မှပါမှမပြန်ပြောနိုင်တော့ပါသူစနီမေရေရှေ့ရေပြပြနေတော့နိုင်လုံတကိုင်ငါချက်တန်းကို55ချက်ရောင်းလို့ရပုံအထယ်လိုက်စင်းတသိန်းဖို့ရရင်စင်ပါစင်း ညာနှုံးပြည့်စည်ပြင်းရောင်းကဘာမှမလုပ်ပဲချောင်းဝင်တသိန်းရနိုင်ပုံနေကိုဦးရင်မောင်မအမ်းကြနိုင်မယ်ထိုမူမမဖောက်ပြန်တော့အရင်ရှင်စီးပွားရေးစနစ်စိုးကြီးကိုညွှန်မမိလေလုံခဲ့သော1945 46ခုနှစ်များကပွဲစားဥတင်အော့စတင်ကားလေးပေါ်တွင်အမြဲလိုလိုမြင်ခဲ့ရသောအန်ဒီခင်းကိုယခုအခါကုံတဲကြီးဦးမြသိန်းရှာယာပကပ်ကားတဲကြီးပေါ်တွင်မြင်ရပြန်လေပြီဟိုတော့ကဥတင်နဲ့တွေ့ခဲ့သောအန်ဒီခင်းမှာယခုတော့ဦးမြသိန်းနေ တိုင်းသည်ခင်မင်းရင်းကြီးကလုံထွေးနေပြန်ပါပြီ။ကုံတဲ့ကြီးအတင်းကိစ္စ၊ဖာစာပါလာရပုံငွေကိစ္စ၊ဝင်းကြီးဦးတင်မြမလင်ဦးကျော်မြင့်ကလေးတို့နဲ့တွေ့ဖို့ကိစ္စစသဖြင့်ကိစ္စပေါင်းတောင်ချောက်ထားကိုအကြောင်းပြကအနီခင်ဒီကြောင့်သူတော်တရင်ဦးမြသိန်းနဲ့တနေ့လုံးဆုံတွဲခုံနေပါတော့သည်။ကျောင်းသူတော်ဦးမြသိန်းဟူဆိုလိုက်ခြင်းကတော့သူတွင်သားကြီးများကြီးရှင်လင်ကစားတိတ်တိတ်ပေါ်မြင်ငယ်တွင်စီးမလေးတွင်ငွေနေပဖြစ်စီတတ်သလား တနင်္ဂနွေနေ့ဆိုလင်ရွှေဒဂုံကုန်းတော်ပေါ်သို့မဟုတ်ကုတ်ကိုင်းသာသနာရေးသာသို့သွားပြီးမဒီစေဝိပဿနာတရားတွေပွားများတတ်တော်ကြောင့်အေယာမသူတော်သူမြတ်ဖြစ်တော်ကြောင့်ပင်ဖြစ်ပါသည်တတေပုံတောင်ကြပုံကတော့သူ့ရင်တွင်ခိုင်းစေသောကလေးမကလေးများပင်ချမ်းသာမပေးဟု သူ့ပိကက်ကမောင်းသောဒရိုင်ဘာလှမောင်းကတခါပြောပြပူပါသည်ဥမြတိန်ရာဓာတိပိဋကကထို့ကြောင့်အနိခင်ကြောင့်သဘောလေးလင်းစကားများပြောလာကြပြန်ပါသည် ။ဦးရင်မောင်မိမခခင်နဲ့ဦးမြသိန်းနဲ့ပါလုံးလုံး။ညံကောင်ပြိတက်ကတော့ဒီလိုသူတို့ဘာအကြောင်းပြောရမည်ဆိုလင်အင်တန်မဝဒနာကြီးပါလိ။အနီခင်နဲ့ဦးမြသိန်းနှစ်ယောက်တည်းပင်မတွေ့တယ်။ဘာညာနေပြောကြသောသတင်းစကားတွေကလည်းရှန်နေပါပြီ။နောက်ဆုံး1950ခုနှစ်က OGL လိုက်စင်မဲ့တင်သွင်းခွင့်ပြုလိုက်သောအထည်တွေရဖို့ရအတွက်မြန်မာကုန်သည်တွေအိန္ဒိယပြည်ပုံပြင်မျိုးတို့အပြေလွှာသွားကြရနိုင် အနိခင်နဲ့ဦးမြသိန်းတို့နှစ်ယောက်သာပုံပြတော့လျင်ပြန်ပြင့်သွားကြပါသည်ကလကတာဂရင်းဟိုတယ်၌တဲကိုရတွင်အနိခင်နဲ့ဦးမြသိန်းတို့တခါနေ့တွင်နှစ်ယောက်တူနေကြကြောင်းသတင်းမှာရန်ကုန်သို့တမောက်ချင်းပြန်နှံလာပါတော့သည်ဆရာဝေးမောင်ရင်စိတ်တွင်၌ကမိများထိခိုက်ကြေကွဲနေပြီးတော့အထူးဖော်ပြနေစရာမလိုတော့ပါ ကုံစည်တန်းခစ်တဲ့ trading company ပိုင်ရှင်မစ္စတာယူနိုကမြမပြေပေါကလာလူရေးတပ်တို့ဖြစ်ပြီး အပေါင်းသင်းလင်းဆန့်သောလူရည်လည်းတရားဖြစ်လေသည်မြမစကားကိုလည်းကမောဟာဖတ်နိုင်လူမတန်မှော်နေအောင်ပြောတတ်ပြီးရန်ကုန်မြို့ရှိထက်တန်းစာဟုဆိုကြသောလူကုန်တန်လောကတွင်တော်တော်ပဲလူပေါင်းစံနေသားမကမြမပြည်ကံကြမ္မာကိုဖန်တီးနေကြသည်ဆိုသောနိုင်ငံရေးကောက်ဆောင်ကြီးများဤသို့ပင်အချိန်မီဝင်ထွက်သွားလာနိုင်အောင်ပေါရောက်တွင်ကျင်းနေသူတို့လည်းဖြစ်ပါသည်ယူနိုရေးမိပါများလက်ထက်ကပင်မြမပြည်တို့လာရောက်ချေဆိုင်ပြီးအထယ်လေးလက်ကလုပ်ငန်းကိုလုပ်ကိုင်ခြင်းပြင် ကြီးကျယ်စီးပွားဖြစ်ထွန်းလာခဲ့ပေးရာယခုသူဤလက်ထက်တွင်ငွေပင်ငွေရင်တောင့်တင်းပြီးသားအထက်လုပ်ငန်းမှလည်းအခြေခံမြဲပြီးသားဖြစ်နေပါသည်ယူနိုဖို့တော့လူကုန်တန်တနာရှင်တရားပြီးပြီးလောကကြီးဤကောင်းပြီးဆိုသမျှတာယာမှုစီစဉ်တွင်ကိုမမှုမပြင်းခံစားသွားရုံမှာတပါအခြားအလုံးမရှိပါသူနေရွယ်တူတန်းတို့မြမလူကုန်တန်ချုံနေတူအရတောင်မြင်လောင်ကလတ်တန်မိမလိုက်စတော့လူကြီးလူကားစပိုးထုံးနည်းမျိုးစုံကိုလည်းတစ်ဖက်ကန်ခတ်အောင်တက်ကြွနေပါပြီ။ ကုန်တဲ့ချင်းဦးမြသိမ်းမိတ်ဆက်ပေး၍တွေ့ဆုံတည်ကြံရသောခင်ခင်ကော Mrs. Emma ဆိုသူရုပ်ချော့စတိုင်ဖြောင်းမျိုးသမီးတူကိုယူနုပိုင်ကမြင်ချင်းပဲမျက်စိကြာမိနေပါပြီထို့ကြောင့်မင်းခင်မြတာကုမ္ပဏီအတွက်ဆိုင်ခန်းနေရအောင်ထားလို့ဟိုစီလန်းတွေရအောင်သူကိုယ်တိုင်ကြံဆောင်ပေးသေးတာမကဆာလာမီတဝက်ကိုပင်သူကပဲရရော်စွာစိုက်ပြီးပေးလိုက်ပါသည် ဒီလိုစင်နာပြပွားနေပြည်ဆောင်သောယူနိုပိုင်းကိုကျွန်တော်တို့ရဲ့အနီခင်ကအတိုင်းထက်လွန်ကျေးဇူးတင်မိမိမှာယုံမဖွဲမရှိပါယူနိုပိုင်းကတခြားကလားတွေနဲ့မတူဘူးတိတ်တော်ကောင်းတာရှင်ဟိုကောင်းချီရောပါပင်တန်းကိုလေအနီခင်ကြီးပါဆက်ဖြားမှာခဏခဏကြာရပါသည်အနီခင်တို့ဖို့တော့ယူနိုပိုင်းမှာတကယ်ပဲကျေးဇူးတင်စရာကောင်းလာပါသည်ကုံတဲ့တဘာဝမိဆက်လက်ဆောင်ဟူဆိုကအဖို့တန်စာရီလုံးကြီးများနိုင်လွန်စများပြီးကန်ခဲ့ဒီမှာလေတော်ပဲများပါသည် စားနေကြကြောင်းဝါဖြစ်တော့မစ္စတာယူနိုကတော့အလေးကိုသားချောင်းနေကြောင်းအနီခင်မမသိပါတနေ့တော့ပြည်လန်း6မိုင်ရှိကလာတထေတူ၏အိမ်တွင်မြမကုန်တဲ့ချို့ကိုမိတ်ဆက်နေလဲစားစားပွဲကျွေးတဲ့ပြင်၎င်းတထင်းကိုစားယူနိုကိုတိုင်ရပဲအနီခင်ကိုဖိတ်ခေါ်ပြီးနှစ်ယောက်သားယူနိုပိုင်ကိုတိုင်မောင်းတော့သူ၏ဟစင်ကားကြီးနဲ့သွားကြပါသည်အနီခင်ဖို့တော့ရောက်ကြသူနဲ့တွေ့ပြီးကားစီချင်းမှာယူနေပြီးမဟုတ်ပါလား ဟဆင်ကားဒီကမာရွက်ကက်လွန်ဒီနေတပိုင်းနဲ့ယူနိုပိုင်းကနေ့လယ်စာစာပွဲရှိဒီမှာမဟုတ်ကြောင်းအနီခင်းနဲ့လွတ်လပ်စွာစကားပြောလို့ရေခေါ်လာခဲ့ရပြီသူ့ကိုအစိမ့်စိုးဖို့အကြောင်းများကိုမြမရေဝါနေတော့ကလာဒီစီမံမန်းတလို့ပြောပါတော့ဒီထိုနေ့ညနေ3နာရီချိန်လောက်ကဟဆင်ကားကြီးရန်ကုန်ထဲပြန်မောင်းလာတော့ကအနီခင်းအားနီးကက်စွာကြီးခွင်းရမည်ဆိုပါက သူမရဲ့နိုင်လုံအင်ကြီးမှာအချိန်မနေတော့လဲ ။သူမကြီးပါမပေါန်တာမိကန်နီ။သူမကြီးနှခမ်းကနှခမ်းဆိုးစင်းမှာအယောင်မတောက်တော့ပဲခက်မုံမုံသာဆိုင်ရဲ့ဆောင်မြင်ရမည်ဖြစ်ပေသည်။ဆိုတဲ့အနီခင်ကတော့တော်တော်ပဲခက်ပါသေး ပောင်းတင်ပြိတက်ကြေတင်ပြုံပြုံရွှေရွှေနေခေါ်ခေါ်ပြောပြောရှိသလား။သူမကွယ်ရရင်တပုတ်လေးလေးအတင်းစကားတွေနင်းခံပြောသေးရောလဲအနီခင်ကမသိပဲ။သူမကိုသူမတော်ဟုတ်လာပြီဟိုထင်မိပါသည်။သူမအကြောင်းမကောင်းတဲ့နေရအောင်အင်းရှိလင်းတော်မှာဦးရင်မောင်နာတို့ရာတီကိုလည်းမသိပဲ။ကလားယူနုတ်ကိုပဲအိမ်တော်ပြခေါ်လာပြီ။မောင်ဟောလာခင်စီးနေတဲ့ဟစင်ကားကြီးပိုင်ရှင်ယူနုတ်ပိုင်ပေါ့။ဟိုခင်တို့ကော်မတီတဲ့ပစ္စည်းတွေမှာပေးတဲ့နေရာမှာအားလုံးကူညီပေးရှာတယ်။ OGN နဲ့ခင်မာလိုက်တဲ့အထည်တွေရောက်ပြီးဈေးတော်ဟောကြလို့ဒုက္ခဖြစ်မဲ့ဆစင်မှာကဲလိုက်တယ်လေဟောဒီယူနော့ပိုင်မဲ့မောင်ရဲ့ဟိုမျက်နှာပြောင်းလာတိုက်တော့အကဆရာဝေးမောင်ကြီးတဲကိုအပြားကလေးနဲ့လာစားပေးတကယ်တော့နာကျင်စေပါလိမ့်ဒါပေမဲ့ဇနီးတဲ့ဘွားချစ်ကြည်လာတဲ့ဖြင့်ဖွင့်ပြီးမပြောရပါသူနေပြီသူတို့နှုတ်ကန်ကြမှာကိုနောက်ဆုံးဖန်တီးမြေချင်းတော့ရောက်လာပါတော့သည်ရာသီဥတုကောင်းတော်နေတနေတွင် ဦးအေးမောင်မအနေငယ်နေတာထိုင်တာရှိတဲ့ပြင်ဆရာတက်တဲ့အသိပန်းကြောင့်ရှင်ဆောင်းဥပဒန်တို့အိမ်တို့တဏီကုန်ချိန်ဖြုံရထွက်လာပါသည်ဆရာဥပဒန်နဲ့တွေ့ပြီးမတရားမဆိုရသည်မှာကြာပြီဖြစ်တဲ့ပြင် သူအင်တန်ချစ်တော်ဂီတရရင်လိုင်းများကိုလည်းစီးချင်သည့်ဆန္ဒများပေါ်လာဟန်ရှိပါသည်တနက်စာစားတော့ပြီးတဏီခန့်ဆိုကြတီးကြပြီးတော့ဆရာဥပဒန်နဲ့ဇနီးတင်မကြီးတို့ကလင်းငင်းခန့်ပြော့ဝဲစားထကြမည်ဟုဆိုကဂီတတယောဆောင်းလို့ပါယူလေ ဥပဒံတပည့်မောင်ကြီးလေးနဲ့တို့အိန္ဒိယကန်စီတော်ထွက်လာကြပါသည်စနေတနင်္ဂနွေနေ့များမဟုတ်သည်ဖြင့်အိန္ဒိယကန်လေကျွန်းတွင်လူပြက်လေအီစင်ငိန်တက်လေရှိရာဆရာဥပဒံတို့လူစုမှစားတော့ရေချိုးပြီးကောင်းကောင်းဆိုကြတီကြဟိုတဲ့တဲ့ခတာငါပြီးစတဲချကြပါသည်ဆရာဝေးမောင်တီအိန္ဒိယကန်ရင်ပြင်ပေါ်မှာဖြတ်တမ်းပြီးတိုင်လာတော့လေကောင်းလေတန်းကိုရှူရသေးမှာအလွန်ရတာရှိသည်ဟုထင်ရပါသည်အေရနာပြင်ပမှနေပြီးဘီပဝင်းကျင်ကိုရှောက်ချင်းနေ တဖက်ချန်ရှိအင်္ဂလိပ်ပြင်ပေါင်းမှမြင်လိုက်ရသောချင်းရကိုဆရာဝေးမာသည်မိမိမျက်စိပင်မှားလေသလိုဟုမယုံနိုင်အောင်ဖြစ်သွားပါသည်တဖက်အိမ်မှာဖွင့်ထားသောပြင်ပေါင်နာစီတွင်လူနှုတ်ပိုင်ခေါ်သည်ကုံစည်တမ်းမှကလာကတင်းကျပ်စွာပွေးဖက်ထားသောလက်မောင်ကြတွင်မြမမိန်းမတစ်ယောက်သည်ကောက်ကောက်ကလေးနေလေကလာကထိုမိန်းမကိုအားရပါရနန်းနေပါသည်ထိုမိန်းမကတော့အနီခင်ဦးရင်မောင်တွင်ကောင်ထင်းတိုင်းမိုက်ခနဲဖြစ်သွားပြီခြာနေလဲကဥပဒံ မိမိကိုလေစိမ်းတိုက်မခံနိုင်တဲ့ဖြင့်အိမ်တော်အမြန်ပြန်ပို့ပေးစမ်းမှာဟိုတောင်မန်ကချက်ချင်းပြန်ပြေးခဲ့ရလေသည်လူရင်းကိုတူတူပဲပျော်ရလင်းတော့ထိုနေ့ညနေအနီခင်းအိမ်ပြန်ရရောက်ချင်းလူရင်းကိုအိမ်မောင်သည်ပထမဆုံးကျဲနာပေါ်တိုးကြသလိုဆက်ဆက်ခါနာကြည့်ချင်းဖြင့်ပောက်ွဲသောဒေါ်တာတန်းဖြင့်ဇနီးဖြစ်သူဟာဆွဆွဲကချိန်မှောင်မာတော့သည်အင်းလျာကဖြစ်ပြက်ကိုရေးမောင်မြင်မှုထင်းနေအန်ဒီအန်ဒီခင်ကမဟုတ်ပါဘူးမောင်ရေဟိုမုံလာအုပ်လုံလာတော့ခါနိုင်က ဆရာဝေးမောင်ဒီဒေါသကိုမချုပ်တင်နိုင်တော့ပဲလပွဲပေါ်ရှိရှမ်းပြည်နယ်မှာလက်ဆောင်ရထားသောစင်စဲတမြောင်လေးကိုကောက်ယူကအနီခင်ရင်ဝကိုတအားထိုးဆိုင်လိုက်သည်နေတပြိုင်နက်နီရဲသောအသွေးတွေဖြာထွက်ကအနီခင်လဲကျသွားသည်နေမရှင်မနာပင်ဦးဝေးမောင်မလည်းပြင်းစွာဆိတ်လှရှာမှုအရှင်ကြောင့်ငူးမေ့သွားပါတော့သည်ဦးရင်မောင်မလည်းပြင်းစွာဆိတ်လှရှာမှုရှိန်ကြောင့်မူမေ့သွားပါတော့သည်။အနီခင်မှာထိုသားရတန်ရာချက်နေပြီးစီယုံကြီးတို့ရောက်ပြီးနိုင်ရင်ဝက်အတွင်းထိဆောင်သွားပါတော့သည်။ မိမယ်စဉ်းစားကြည့်တော့မောင်နေဝင်ရဒီကိစ္စမှာအန်ကက်အပြစ်လားမင်းရန်ဒီအပြစ်လားဆိုတာသူ့ရဲ့ကိုချင်းတရားနဲ့စရိုက်ကာရိုက်တာဖြစ်ပုံကိုဆက်စစ်ကြည့်မယ်ဆိုရင်ငါကိုယ်တိုင်တီဗီယောဂါဖြစ်ပြီးအရင်ချင်းနဲ့လို့သူ့မြားကြိတ်ခံနေရတဲ့လိန်ပြဿနာ sex prevention ကြောင့်ပဲလားဒါမှမဟုတ်ရင်လဲဆက်ဆုပ်ဖွဲ့အရင်ရှင်စီးပွားရေးစနစ်စုံနဲ့ခင်ခင်လို့မျိုးသမီးတရားကိုပြက်စီးစေလားဖောက်ပြန်တဲ့လက်ရှိလူ့ဖွဲ့စည်းစိုးစားရေးဒီကြောင့်ပဲလားဆိုတာလေတော့တွေးစရာပေါ့အန်ကက်ဖို့တော့လမ်းဆုံးနေပြီကျောင်းကထောင်ချရင်လည်းချက် ကျိုးပေးရင်လည်းပေးဘာမှမထူးတော့ပါဘူးအန်ကက်ယောဂကိုကရှေးရှောင်းနေရအလွန်ဆုံးတစ်နှစ်ပေါ့သားရင်ဟုပုံမှန်300နဲ့လူတန်းမှုပြင်ဖန်စီဆုံအောင်ထားခြင်းခံရပြီရန်ကုန်ထောင်ကြီးထဲတွင်စနော်နေကံအားလောစာဆုံးဖြစ်အောင်ဆုံးတက်သောအန်ကက်ဝေးမောင်ကသူ၏ခြေကိုဖွဲဖြစ်ကြောင်းကုန်စင်ကိုပြောပြသည်များတစင်ဖောက်တဲ့ချလိုက်ရပါတော့သည် တွဲငါအမှတ်53 1950ရှုမဝါမဂဇင်းသောင်းထီနာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။